အားလုံးပဲမြင်နေပါကျွန်တော်ကတော့ဗီဒီဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုခါမှာတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးအားလုံးအတွက်ကိုရက်3လ2025ကနေ15ရက်3လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်းကိုကဏ္ဍတစ်ခုချင်းစီကကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေဒီတပတ်ကလာကဘလိုကံတရားလေးတွေရှိလဲဆိုရင်စောင့်ဝင်ဖြစ်တဲ့သူတွေရှိတယ်ဆိုတော့လေအဲဒီကလာမှာကျွန်တော်ပညာရေးနဲ့ပတ်သက်ပြီးဦးစားပေးဟောမယ်နော်အဲ့တော့ပညာရေးကိုဦးစားပေးဟောကျင်တာဖြစ်တဲ့အတွက် တောက်ကြသားသမီးတွေဒီတစ်ပတ်ကာလမှာပညာရေးမှာဆောင်ဝတ်ဖြစ်ပြရှိတဲ့ညီမညီငယ်ညီမငယ်တွေရှိတယ်ဆိုရင်ဝရိယအားလေးပြည်ပြည်ထောင်လေးထပ်ပြီးကြိုးစားပေးပါအောင်လို့ထပ်ပြီးအကြံပေးခြင်းနဲ့ကံအညံ့ခိုက်နေရှိလို့ပါနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာပညာရေးတော်တော်လေးညံ့တယ်ဗျဝရိယအားကိုနှစ်ဆသုံးသောင်းလောက်ထပ်ပြီးကြိုးစားမှတော်ကြကြမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်စက်ညီမရလက်လေးပြီးပြောင်းသွားတာမျိုးတွေဖြစ်တတ်တယ်ဆက်ဆက်ပြီးမှကျွန်တော်ကတောက်ကြသားသမီးတွေဒီကာလမှာတချို့ ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ပညာတော်တွေလျှောက်ဖို့လှုပ်ထားတဲ့သူတွေဆိုလို့ရှိရင်လည်းပယ်ချခံရတာမျိုးတွေအစားဖြစ်တတ်တယ်နော်ဗီဇာလျှောက်တဲ့သူတွေလည်းဒီကာလမှာမရတာမျိုးတွေဖြစ်တတ်တယ်ပတ်စဝတ်လုပ်တဲ့သူတွေလည်းဒီကာလမှာကြာရှည်သွားတာမျိုးတွေချက်ချင်းမရတာတွေအစားဖြစ်တတ်တယ်ပညာရေးနဲ့ပတ်သက်ပြီးအမရညံ့တဲ့ကာလလို့ခေါ်တယ်သတိထားပြီးပါတရားမှာ85ရာခိုင်နှုန်းအညံ့လေးတွေရှိပါတယ်ပေါ်ဆက်လို့မရပါဘူးဗျာနော်ပြီးတော့တောက်ကြသားသမီးတွေဗျာဒီကာလမှာသူကစိတ်နဲ့ပတ်သက်လို့ရှိရင်စိတ်တွေပြန့်လွင့်နေတယ်ပုံမှန်မဟုတ်ဘူးပေါ့ထားမှာတော့အခုပညာရေးနဲ့ပတ်သက်ပြီးဆိုကြပါစို့ စာချက်ရှင်နေမရှိတာမျိုးတွေကစာဖြစ်တတ်တယ်။စာချက်ရင်လည်းစာအားလာကုလုကုလုကုလုလာညက်ကြက်တာပေါ့လေ။စိတ်ကတခြားကြီးရောက်နေတာမျိုးတွေနော်စိတ်ပြောင်းနေတာမျိုးတွေကစာဖြစ်တတ်တယ်သတိထားပြီ။ဒါကြောင့်အား၁၈ပါလောက်ကလုံးဝမနေတော့ပါဘူးဆိုပြီးတော့ပြစ်ချလာတာတွေကစာဖြစ်လာတာမျိုးတွေကြုံရတော့အဲငရရတဲ့သူတွေဆိုလို့ရှိရင်မိဘတွေဆရာသမားတွေဘီနာကနေထိမ့်ပြီးတော့ကြက်မှတ်ပြီးမှတော်ယုံကြမယ်ဆိုတာလေးပြောချင်တယ်ဗျာနော်လွတ်မထားပါနဲ့။အဲ့ဒါလေးမမေ့ပါနဲ့နော်။အလုံးနဲ့ပတ်သက်ပြီးစပြောကြအောင် တောက်ကြသားသမီးတွေဒီကာလမှာအလုံနဲ့ပတ်သက်လို့ရှိရင်အလုံမရှိသေးတဲ့သူတွေဆိုအလုံတွေပါလေရှောင်းအလုံရတဲ့ဂိမ်းထဲမှာပါတယ်။နောက်ကိုဘကဝရိယအားလေးထားပြီးကြိုးစားပြီးရှောက်ပေါ့။အလုံတွေပါလေရှောင်းတဲ့ခါမှာလဲအဲအဲ့ထဲကိုဩဇာညုံလေးတညုံလောက်ထည့်ပြီးစောင်းပြီးတော့ရှောက်ပြနော်။ဝတ်စားတွေပါလေဆိုလို့ရှိရင်အစိအောင်လေးကိုပြီးတော့သွားပေါ့။အဲ့လိုမျိုးလေးတွေကံရထောက်ပေါမှုရအောင်တော့ဝိုင်းလုပ်ကြပါနော်။အလုံရှောက်ပါ။တချို့လေးတွေရှိတယ်လက်ရှိလုပ်ငန်းခွင်မှာလောက်ကနေတဲ့သူတွေဆိုရင်လက်ရှိလောက်ကနေလှုပ်ရှင်နေမရှိတော့တာတွေထွက်ကျင်ပြောင်းရင်ရွှေ့ကျင်တဲ့စိတ်တွေအမှန်တန်ပေါ်လာတတ်တယ်ဗျ။ စိတ်ကပုံမှန်မဟုတ်ဘူးပြစိတ်တွေလေနေပြီးတော့ထင်ရှားဆိုင်နေတဲ့စိတ်တွေတရားစားဖြစ်တယ်သတိထားနော်ဒီကနေ့မှလက်ရှိလုပ်နေတဲ့လောကကနေထွက်ချင်တဲ့စိတ်ပြောင်းချင်တဲ့စိတ်တွေရှိလို့ထွက်ခဲ့ပြောင်းခဲ့ရင်ကောင်းလာမင်းလုံးဝမကောင်းနောက်ပြောင်းတဲ့အလုပ်တစ်ခုကတတ်ထပ်ပူဆိုးသွားလိမ့်မယ်နောက်ဆုံးကြားထဲမှာအလုပ်လုပ်မဲ့ဖြစ်သွားတာတရားစားကြုံရတတယ်သတိထားပါပါဒီကနေ့မှအလုပ်မှာရန်ပြိပခအတိုက်ခံတွေမနာလို့တိုက်ခတ်တဲ့သူတွေရှိလိမ့်မယ်ရှိတာစိတ်တက်မကြနဲ့ကိုထက်ကြီးခဲ့တဲ့အထက်လူကြီးတွေရဲ့အကူအညီဆောက်ရှောက်မှုတွေရလိမ့်မယ်ကျန်တဲ့သူတွေဘာပြောပြောဂရုမစိုက်ပါနဲ့နော် ရှေ့ဆက်ပြီးလောက်ပါအဲ့ဒါဆိုရင်ယာရုတို့အနေထားရအစကြုံရတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမှမဟုတ်ဘူးဒီတိုက်ခိုက်မှုဒဏ်ဝေခံမှုဒဏ်တွေကိုမခံနိုင်လို့ဆိုပြီးတော့လွတ်ချပြီးထွက်သွားမယ်ဆိုရင်ပြောင်းတဲ့အလုပ်တစ်ခုကတတ်ထပ်ပို့ဆိုပြီးအလုပ်လုပ်မယ်ဖြစ်သွားမယ်ဆိုတာတွေမမေ့ပါနဲ့အရန်အရေးကြီးလို့ပါနောက်ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဖို့ဆိုရင်တော့ဒီကလာမှာအထူးသဖြင့်ဆက်တူရှယ်ယာလုပ်ငန်းလေးတွေလုပ်ရင်ပို့ပြီးတော့အားကောင်းတယ်ဗျာနော်အဲ့ဒါလေးတွေလှုပ်စေချင်တယ်ဖြစ်နိုင်ဒီကလာမှာဘယ်သူပဲဖြစ်ဖြစ်မြေတွေပါလေဝယ်လို့မရအောင်နော် မြေတို့ခြံတို့ကားတို့အဲ့ဒါမျိုးတွေလုံးဝလုံးဝဝင်လို့မရဘူးလူမတွေဈေးသက်သက်တာနဲ့လာရောက်လာတို့အပေါင်ခါတို့အဲ့လိုမျိုးတွေလုံးဝလက်မခံပါနဲ့နောက်ဆက်တွဲအမှုကိစ္စဖြစ်တတ်တယ်အိမ်ပြင်အိမ်ဆောက်လို့ရတယ်ဗျာပတ်သက်ရှင်အိမ်ဒီပါတွေဝင်လို့ရတယ်တိုက်ခန်းတွေပါတွေဝင်လို့ရတယ်ကောင်းတယ်ဗျာအဲ့လိုကိစ္စတွေကိုကိုယ်တိုင်မလုပ်နိုင်တော့မှညီကောင်မောင်တို့ဆွေမျိုးသားချင်းတွေကတယောက်ယောက်လှုပ်ရတာမျိုးတွေဖြစ်တတ်တယ်ကောင်းပါတယ်ဗျာနော်ပြီးတော့ဒီကတော့မှတံမိုးကြည့်တဲ့ဒီတနင်္ဂနွေနေ့နဲ့ပတ်သက်တဲ့ပစ္စည်းတွေအပြင်အင်္ဂါနေ့နဲ့ပတ်သက်တဲ့ပစ္စည်းတွေပါဝင်လာတတ်တဲ့ခင်ရှိတယ်ဝင်အဝင်တော်ပါတယ်ဗျာနော် ဆက်ပစ္စည်းတွေကဝင်လာတယ်အစားဆိုင်ကယ်တို့ဆက်ဘင်းတို့နော်အဲ့ဒါမျိုးတွေအစားဝင်လာတတ်တယ်စိတ်လက်စုပ်ပေါ့နော်စသည်အားဖြင့်ပေါ့တံဝန်ကြီးတဲ့ဒီဆက်ပစ္စည်းကိရိယာတွေဝင်လာတတ်တယ်ကောင်းပါတယ်ဗျအဝင်တော်တယ်ဝင်မယ်ဆိုလို့ဝင်လို့ရပါတယ်အဲရေးကြည့်တာဒီကလာမှာစိတ်နဲ့ပတ်သက်ပြီးတော့ထင်ရှားဆန်းကျင်တဲ့စိတ်တခါကျရင်လောကကြီးကိုစိတ်ကုန်ပြီးတော့လောကကြီးကထွက်သွားကျင်တဲ့စိတ်တွေအစားပုပ်ကရတွေရှောက်တွေးတာမျိုးတွေဖြစ်တတ်တယ်အလုံးဝမတွေးပါနဲ့ပြီးတော့အလုပ်ထဲမှာ၅ရောက်ရှိရင်၄ရောက်နဲ့မတက်တာမျိုးတွေအိမ်မှာ၅ရောက်ရှိရင်၄ရောက်နဲ့မတက်တာမျိုးတွေဖြစ်တတ်တယ်ကိုယ်ပဲမှန်တယ်လို့ထင်နေတတ်တယ်အဲ့လိုတိမ်ဆန်းတစောက်ကန်တစွတ်တို့ဖြစ်တဲ့စိတ်ကိုပြင်မယ် ကို့ဘောကို့ဘောကို့ရဲ့အကျိုးကိုလိုလားတဲ့မိဘဆရာသမားတွေပြောဆိုတဲ့စကားလေးကိုနားထောင်လိုက်ပါဒီကားမှာကိုယ်ကိုယ်တိုင်ကောင်းစီဆိုသည်ဝေခွန်းနိုင်သောမရှိဘူးဆိုတော့မှနားလည်တဲ့သူတွေပြောတဲ့စကားလေးနားထောင်နိုင်မယ်ဆိုရင်တတ်ပါမယ်အဲ့လိုမှမဟုတ်ဘူးဆိုအများနဲ့တယောက်ဖြစ်ပြီးတော့နောက်ဆုံးလက်ရှိနေတဲ့အိမ်ဟာအစနေချင်တဲ့မရှိတော့တာတွေညီကောင်မောင်နှောင်းတွေနဲ့အစစိတ်ဝင်ကွဲတာတွေအစသွားဖြစ်တတ်တယ်ဂယုဆိုင်ပါလို့ထပ်တယ်လည်းအကြံပေးမယ်နော်ကျမိုင်းနဲ့ပတ်တိုင်းတော့တောက်ကြတာသမီးတွေဒီကလာမှာစိတ်ကျမ်းမာရေးအပြင်ခန္ဓာကိုယ်မှာဖြစ်မဲ့ဆိုရင်ငယ်ရွယ်တဲ့သူတွေဆိုရင် အရေပြားနဲ့ပတ်သက်ပြီးမျက်နှာခန္ဓာကိုအရေပြားတွေပေါ်မှာအနာလို့ဖုတ်လို့အများကြီးပေါက်တာမျက်မှန်ပါဝါဒိုးရတာမျက်စိခွဲရတာမျက်ရိုးတွေကိုက်တာဒါမျိုးတွေအားစားဖြစ်တဲ့တဲ့အထူးအထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့အသက်ရွယ်ကြီးနေတဲ့သူတွေဆိုရင်လေတွေပါတွေဖြတ်တတ်တယ်လေဖြတ်ပြီးကိုရှမ်းသေးတာဖြစ်တတ်တယ်ဂယုဆိုင်ပေါ့နော်ကျမိုင်းနဲ့ပတ်သက်ပြီးအညံ့ကြုံလို့စေယုံစေကံပြရင်အင်္ဂါသာသမီဆရာဝန်နဲ့ပြနော်အမြန်တော့ယောဂနဲ့အနာနဲ့ဒူပြီးတော့တက်တာပြောက်ပင်သွားပါလိမ့်မယ်နော်ငွေကြေးနဲ့ပတ်သက်ရင်တော့အောက်ကြသာသမီတွေဒီကာလမှာငွေကြေးကံတွေက ရံမကင်းဘူးဆိုတာလေးသွားတွေ့ရတယ်လက်ပိတ်တာမျိုးတွေဖြစ်တတ်တယ်နော်ရံလည်းမကင်းဘူးလက်လည်းပိတ်တယ်ရတဲ့ပတ်စံလေးတွေမမြဲပြန်ထွက်တာလေးတွေဖြစ်တတ်တယ်သတိထားပါလက်ထဲပတ်စံထားရင်တော့ဘလို့မှအဆင်မပြေနိုင်ဘူးပဲနော်တခြားဘက်ကြီးရရှာမယ်ပတ်စံလေးလုံးဝမရတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကိုကရတဲ့ပတ်စံမရတဲ့အခါမှာလူမျိုးပေးတဲ့ရာတွေရှိမပေးနိုင်တာမျိုးတွေဖြစ်ပြီးတော့အဲ့မှာမုံလုံးရောကတ်တယ်လို့ပေါ့လေပတ်စံပါတော့လည်းချက်ရည်သူမရတယ်လို့ဖြစ်တတ်တယ်ရတာရှိလည်းမရပေးတဲ့ရာရှိလည်းမပေးနိုင်တခြားဘက်ရမယ်ပတ်စံတွေရတယ်ထင်ကုန်ကြညာဝါတာအကြောင်းအကျောင်းပြဿနာတွေဖြစ်တာမျိုးတွေဖြစ်တတ်တော့ ဂယုဆိုင်ပါဒီတပတ်ကလာသည်ကံလေးတွေအညာခိုက်လေးတွေရှိတယ်အကောင်းဆုံးတည်းမှာပါတာမဟုတ်ဘူးဆိုတာလေးသိစေချင်တယ်ဗျာနော်မနာလိုတဲ့သူတွေဒီအရန်ရင်းနှီးပါတယ်ဆိုတော့မဲ့ရင်ဆိုရင်ညီကောင်မတော်ကအစာပေါ့လေအထင်လွဲသွားတာလေးတွေနောက်ကျောဓာတ်နဲ့ထိုးတာတွေအစာဖြစ်တော့ဂယုဆိုင်ပြီးပါလို့ထက်တယ်လဲလဲထက်တယ်လဲလဲအကြံပေးခြင်းနဲ့ဖြစ်လာရင်ကိုပိုင်စီးပွားရေးလုပ်ရင်အကောင်းဆုံးသောကာလလို့ခေါ်တယ်ဝန်ထမ်းအနေနဲ့မရှင်သာမယ်နဲ့ကိုပိုင်စီးပွားရေးလုပ်ဖို့အလုပ်ထွက်မယ်ဆိုတော့ထွက်ပေါ်လေလုပ်တဲ့အခါမှာလဲအလောက်ကုန်နဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ခွာတာတွေ စံစဘာတွေရောင်းဝယ်သွန်အောင်ဖောက်ကားတာတွေပြီးတော့စံတိုင်းစီတိုင်းစေးတိုင်းစားတော့ဆိုင်ဓာတ်မျိုးတွေဖွင့်တာတွေအစားအမရန်အကျိုးပေးတယ်ဆိုတာလေးသိစေချင်တယ်ဗျာနော်မတ်လ9ရက်10ရက်12ရက်14ရက်အဲ့ရက်တွေမှာတော့အမရန်ကံကောင်းတယ်ဗျာနော်မယုံနေမနဲ့ခီးဝေးခီးနေနှစ်ခုတလုံးသွားရတဲ့အိုးအိမ်နေရာတိုင်းချင်းပြောင်းရတဲ့ပြောင်းတဲ့ကိစ္စတွေကပိုကောင်းတဲ့နေရာကိုရောက်သွားတာမျိုးတွေအစားဖြစ်တတ်တယ်ရက်ဝေးရက်နေ့ခီးသွားတာမျိုးတွေဖြစ်တတ်တယ်ကိုရဲ့အချိန်ဩဇာအာဏာတွေကြီးထွားလာနိုင်မယ်အလုပ်ထမဆိုရင်ယာရုတိုးတဲ့အနေထားခေါင်းဆောင်နေရာကိုရောက်ရှိတဲ့ဒီဖြစ်တဲ့ ငွေကြေးကိစ္စလေးတွေအစီအပြေလိုက်မယ်အထူးသဖြင့်အရှိတောင်နောက်ရက်ကနေကောင်းတဲ့သတင်းစကားလေးတွေငွေကြေးစည်းဝါးလာပါလေးတွေအရှိမြောက်တော့ရက်ကနေငွေကြေးစည်းဝါးလာပါလေးတွေဝင်လာနိုင်မှုတွေဖြစ်တတ်တယ်နော်ဝင်ပြီးတော့နောက်ပိုင်းအမှန်တန်ကောင်းတယ်ခီးသွားပြီးပြန်လာပြီးတဲ့နောက်ပိုင်းလက်ပွင့်သွားမယ်လက်လာပါရဖို့တော့တွားတဲ့ခီးမျိုးဖြစ်သွားလိမ့်မယ်မတ်လ17ရက်17ရက်15ရက်အရက်ကတော့အញ្ញအခက်ကြီးတွေရှိတယ်အထူးအထူးသတိထားပါအရင်ချာရရပဲမပြတ်ဆွေပြတ်ဖြစ်ပြီးစိတ်ဝမ်းကွဲတဲ့အနေထားမျိုးတွေဖြစ်တဲ့တတိထားမယ်အထူးသဖြင့် ကျမကြီးနဲ့ပတ်သက်ရင်ဘိုက်တွေပါလေခွဲရတာမျိုးတွေဖြစ်တတ်တယ်။ဘိုက်နဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်။လုံးဝမပေါ်ဆက်ပါနဲ့လို့ထက်ထက်လဲလဲအကြံပေးခြင်းနဲ့ပြီးတော့လူရင်းလူယုံဒုက္ခပေးတတ်တယ်။အယုံလူတွေညှိုင်းညံ့နေလာပြီးတဲခိုးတာမျိုးတွေလုံးဝမသိမ့်တော်ဘူးပြေနော်။ပြီးတော့တံမွေးကြီးတဲ့ရွှေတို့ကြောက်တို့ကားတို့လာရောက်လာမျိုးတွေပေါင်မှမျိုးတွေလုံးဝလက်မခံပါနဲ့အလိန်ခံတတ်တဲ့ကိန်းရှိလို့သတိထားပေးပါနော်။အချင်းအိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာမှာချစ်သူမရှိရင်ချစ်သူရရတယ်ချစ်သူရှိတဲ့သူတွေကအိမ်တော်ကြတတ်တယ်။အဲအမရန်စောင့်ဖို့နဲ့ကာလပါပဲ။ ်ဘာမှစိတ်မူပြမလို့ဘူးအခြေအိမ်တော်ကြီးကတော့အမှန်ကောင်းတယ်တခုပဲရှိတာအဲ့ပိုင်ရှင်ရှိပြီးသားသူတွေနဲ့အိမ်တော်တွေအဖို့ကြတော့သူကစမ်းပွင့်လုံးနဲ့ကာလာဖြစ်တယ်ဗျအကူလည်းချစ်တဲ့ခင်တဲ့သူတွေဝိုင်းနေသလိုကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကတစ္ဆာဖောက်မှုတွေလည်းကြုံရတာမျိုးတွေဖြစ်တယ်တဲ့ချစ်သူအိမ်တော်ဘက်ကဇာတာပရိသတ်သမီးစနေသတ်သမီးတွေဖြစ်ရင်ပိုဆိုးတယ်ဗျာနော်ကိုယ့်ရာပြက်တာတွေအားစားဖြစ်တယ်တဲ့သတိထားပါနော်ချစ်သူမရှိတဲ့သူတွေဒီကာလမှာအင်္ဂါသတ်သမီးတွေကကိုယ့်ကိုချစ်ခွင့်နေတဲ့ပါလေးတွေလာပန်းတာတရင်းတွေသတ်သမီးတွေကချစ်ခွင့်လာပန်းတာဆိုရင်လက်ခံလို့ရပါတယ်ကောင်းပါတယ်ဗျာနော် ဏီယောင်မိခွေယောင်နှုတ်နှစ်ယောင်အပြာယောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဒါအပြင်တစ္ဆပန်၊ဂန့်ကော်ပန်၊မင်းမြုပ်ပန်၊အုံညွန့်အဲ့ဒီပန်တွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်ကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှအလားပန်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့သုံးဆွဲပေးပါအဲ့တော့ဒီကလာမှာကောင်းတဲ့ကံတွေအများကြီးရှိသလိုအနှံ့ငယ်သောအညာအခိုက်လေးတို့ရှိတာပေါ့လေရှိတော့အညာလေးတွေกินပြီးတော့ကောင်းတဲ့ကံတွေပြုကောင်းအောင်ရရရနေနဲ့ဘလို့ချိရမလဲဆိုတော့အဲမိမိတို့အကြည့်ခဲ့တဲ့မိဘတွေပဲဖြစ်စေဆရာသမားတွေကိုပဲဖြစ်စေခေါင်းဆောင်တွေကိုပဲဖြစ်စေပေါ့လေ အင်ဂျီလေးတစ်ထလောက်ဝယ်ပြီးတော့လက်ဆောင်ဒါနပေးလိုက်ပါဗျာနော်အဲ့ဒါဆိုရင်ကိုယ့်ရဲ့အလုပ်ကံနဲ့ပတ်သက်တဲ့ကိစ္စလေးတွေယာထုတ်လုပ်တဲ့ကိစ္စလေးရာအစစထားရရာအဆင်ပြေသွားမှာပါနော်ကြုံရတဲ့အညံ့အခက်တွေပြေဖြောက်ချင်တယ်ဆိုရင်ကိုယ့်ထက်ဆင်းရဲနှောင်းရတဲ့တွေကိုကိုတိုင်းဆက်ပါကလေးတစ်ခါရဲ့လက်ကင်ပါလေးတစ်ခါရဲ့လက်ကင်ပါလေးတစ်ထည့်ရဲ့ဝယ်ပြီးတော့ဒါနပြုလူတန်းပေးလိုက်ပါအဲ့ဒါမှာကိုယ့်စီမှာရှိနေတဲ့မကောင်းတဲ့အညံ့ခက်တွေအားလုံးပြေဖြောက်သွားလိမ့်မယ်တောက်ကြတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်